ရေချီးမှုအလောင်းစားလုပ်ဖို့ဒေါ်လာဘီလီယံ103မဲ့စင်ကာပူကမ္ဘာကြီးမှာရေတွေတဖြည်းဖြည်းမြင့်တက်လာနေပါတယ်တချို့နိုင်ငံတွေအတွက်တော့ဒါဟာဝေးလံတဲ့အနေအထားခုလိုပါပဲစိုးရင်ဆရာမရှိသေးပါဘူးဒါပေမဲ့လူကြီး6သန်းနဲ့ပြည့်နှက်နေတဲ့ကျောနိုင်ငံလေးစင်ကာပူအတွက်တော့အရေးကြီးတဲ့အခြေအနေတစ်ခုဖြစ်လာပါပြီနှစ်စဉ်နဲ့တိုင်းပင်လယ်ရေမြင့်တဲ့ပြင်ကတိရရိပ်မြင့်တက်လာနေတာကြောင့်လာမယ့်နှစ်တရာအတွင်းမှာစင်ကာပူရဲ့သုံးပုံတစ်ပုံလောက်ဟာရေအောက်ကိုရောက်သွားနိုင်ပါတယ် ်ပြေးစရာမြေလည်းမရှိတက်စရာတောင်လည်းမရှိတဲ့စင်ကာပူအတွက်ရွေးချယ်စရာတစ်ခုပဲရှိပါတယ်အဲ့ဒါကတော့တဘာဝကိုစိန်ခေါ်ဖို့ပါပဲဒါကြောင့်ပဲဒေါ်လာဘီလီယံတရာရန်လောင်အိုင်စလန်စီမံကိန်းကိုစတင်ခဲ့တာပါဒီစီမံကိန်းဟာစင်ကာပူရဲ့ကမ်းရိုးတန်းကိုခံတယ်ကြီးတစ်ခုလို့ပြောင်းလဲပြစ်မှာဖြစ်ပါတယ်ဒါကကမ္ဘာပေါ်မှာအကြီးကျယ်ဆုံးနဲ့အားကောင်းဆုံးရာသီဥတုပြောင်းလဲမှုဆိုင်ရာခုခံကာကွယ်ရေးလုပ်ငန်းတစ်ခုလည်းဖြစ်လာမှာပါဒါပေမဲ့လူသားတွေရဲ့အင်ဂျင်နီယာပညာဟာသမုဒ္ဒရာကြီးရဲ့အင်အားကိုတကယ်ပဲအနိုင်ယူနိုင်မှာလားဒါမှမဟုတ်ဒီကျွန်းနိုင်ငံလေးဟာနောက်ဆုံးမှာတော့လှိုင်းလုံးနေအောင်မှာလည်းနေချတော့မှာလား စီကံမွေးရဲ့ရင်ထဲကဆုံးဖြတ်ချက်ကိုနားလည်ဖို့အတွက်သူတို့ရဲ့ထူးခြားတဲ့အခက်အခဲကိုအရင်ဆုံးသိဖို့လိုပါတယ်။စူရီယန်ကီလိုမီတာ934ပဲရှိတဲ့စင်ကာပူကကမ္ဘာပေါ်မှာအသေးငယ်ဆုံးနိုင်ငံတွေကတခုပါ။ဒါပေမဲ့သူတို့ဟာဗန်နာယင်းဤပညာနဲ့တီထွင်စမ်းသပ်မှုတွေရဲ့ဘိုးအချက်အချာတခုဖြစ်ပါတယ်။ဒါပေမဲ့သူတို့မှာအကြီးမားဆုံးပြဿနာတခုရှိနေကြတာပါ။အဲဒါကတော့နေရာပါပဲ။တနင်္ဂနွေလုံးဟာမြို့ကြီးတချို့ထက်တောင်သေးငယ်နေတဲ့အခါစတရီမီတာတိုင်းဟာတန်ဖိုးရှိလာပါရင်ဒါကြောင့်စင်ကာပူဟာဆယ်စုနှစ်ပေါင်းများစွာသူတို့ရဲ့နေမျိုးကိုတိုးချဲ့ဖို့ကြိုးစားနေကြတာပါ 1965ခုနှစ်လွတ်လပ်ရပြီးကတည်းကစင်ကာပူဟာမြေဖို့ချင်းနီးလန်းနဲ့နယ်မြေချဲထွင်တဲ့ကစားပွဲကိုကစားနေခဲ့တာပါရိုးရှင်းရှင်းပြောရမယ်ဆိုရင်ပစ္စည်းတွေကိုပင်လယ်ထဲဆွန့်ပစ်ပြီးမြေအစ်စ်တွေဖန်နေနေတာပါဒါဟာသူတို့အတွက်အစမ်းကျေတော့မဟုတ်ပါဘူးစင်ကာပူရဲ့နာမည်ကျော်နေရာတွေဖြစ်တဲ့ချန်ကီလေးစိတ်မာရီနာဘေးအရှိကမ်းခြေဥယျာဉ်တွေအားလုံးဟာဖိုထားတဲ့မြေတွေပေါ်မှာတည်ဆောက်ထားတာပါ1960ပြည့်နှစ်နောက်ပိုင်းကတည်းကဒီနီးလန်းတင်နေပဲစင်ကာပူဟာ25ရာခိုင်နှုန်းတောင်ပိုကြီးလာခဲ့ပါတယ် ဒါပေမဲ့ရိုးရိုးမြေဖော်ခြင်းမှာလည်းအခက်အခဲတွေရှိပါတယ်။စင်ကာပူဟာကမ္ဘာပေါ်မှာအသေးအများဆုံးတင်သွင်းတဲ့နိုင်ငံဖြစ်ခဲ့ပြီးအင်ဒိုနီးရှား၊မလေးရှားနဲ့ဗီယက်နမ်တို့လိုအင်ဒီဂျင်းနိုင်ငံတွေကနေတဲတင်အများများတင်သွင်းခဲ့တာပါ။ဒါပေမဲ့နောက်ပိုင်းမှာတနိုင်ငံပြီးတနိုင်ငံစင်ကာပူကိုတဲတင်ပို့တာပိတ်ပင်ခဲ့ပါတယ်။ဒါကြောင့်စင်ကာပူဟာသူတို့ရဲ့နည်းလမ်းကိုပြန်စဉ်းစားဖို့ဖြစ်လာခဲ့ရပါပြီ။ဒါရင်မကသေးပါဘူး။စင်ကာပူရင်ဆိုင်နေရတဲ့အကြီးအမားဆုံးစင်ကာပူတို့ကတော့ရာသီဥတုပြောင်းလဲမှုကြောင့်ပင်လယ်ရေမြင့်နေပြီဟာပေါ်ပြီးမြန်ဆန်တဲ့နှုံးနဲ့မြင့်တက်လာနေတာပါပဲ။ တခြားနိုင်ငံတွေလိုမြေထဲပိုင်းကိုရွှေပြောင်းလို့မရတဲ့အပြင်စင်ကာပူမှာရွှေပြောင်းစရာမြေလည်းမရှိပါဘူး။၂၀၁၀ပြည့်နှစ်မှာမုံတိုင်းအနေနဲ့ဒီအမြင့်တက်မှုတွေကြောင့်ရေမြင့်နေပြင်ဟာ၄မီတာကနေ၅မီတာအထိမြင့်တက်လာနိုင်တယ်လို့ပညာရှင်တွေကခန့်မှန်းထားပါတယ်။စင်ကာပူရဲ့သုံးပုံတဘောဟာပင်လယ်ရေမြင့်နေပြင်အထက်၅မီတာအောက်ပါတည်ရှိနေတာပါ။တွေ့ချက်မှုကရုပ်ရှင်ပြီးကြောက်စရာကောင်းပါတယ်။စင်ကာပူဟာသမုဒ္ဒရာကိုပြန်လည်နိုင်တဲ့နည်းလမ်းတစ်ခုကိုရှာတွေ့ရမှာဖြစ်ပြီးမဟုတ်ရင်တော့သူတို့ရဲ့စီးပွားရေးနဲ့ယဉ်ကျေးမှုဟာလိုင်းလုံးနေအောင်နင်းမြုပ်သွားတာကိုကြီးနေရုံပဲတင်နိုင်တော့မှာပါ။ ဒါကြောင့်ပဲဒေါ်လာဘီလီယံတရာတန်နဲ့ Long Island စီမံကိန်းပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ဒါအရင်ရှင်းတည်တန်းဖို့အတွက်တည်းမဟုတ်ပဲရာသီဥတုပြောင်းလဲမှုကိုရင်ဆိုင်ပြီးတိုးတက်ကြီးပွားဖို့အတွက်ပါရည်ရွယ်ထားတာပါ။ Long Island ဟာစင်ကာပူရဲ့အရှိကံရိုးတန်းမှာအကြီးမားဆုံးသောလူလုံကျွန်းသုံးခုနဲ့ဖွဲ့စည်းထားမှာဖြစ်ပါတယ်။အဲဒီကျွန်းတွေအားလုံးပေါင်းလိုက်ရင်ဟက်တာ800လောက်ကျယ်ဝန်းပြီးစင်ကာပူရဲ့အဖိုးတန်ဆုံးမြို့ပြဒေသတစ်ခုဖြစ်တဲ့ Marina Bay ရဲ့နှက်ဆလောက်ရှိပါတယ်။ဒါပေမဲ့အရင်ကမြေဖိုးတဲ့စီမံကိန်းတွေလိုအိမ်တွေနဲ့လုပ်ငန်းတွေအတွက်နေရာဖန်တီးဖို့အဓိကမဟုတ်ပဲပိုပြီးအရေးကြီးတဲ့ရည်ရွယ်ချက်တခုရှိပါတယ်။ ဲ့ဒါကတော့ပင်လယ်ရေမြင့်နယ်ပြင်မြင့်တက်လာတာကနေစင်ကာပူကိုကာကွယ်ဖို့ပါပဲဒီကျွန်းသုံးခုကိုစင်ကာပူရဲ့ကျန်တဲ့ကုန်းလွင်ပိုင်းထက်ပိုမြင့်တဲ့အနေအထားမှာတည်ဆောက်မှာဖြစ်ပြီးကန်ကုန်တဲ့ရေလွှမ်းမှုကနေသဘာဝအတိုင်းကာကွယ်ပေးမယ့်အတားအဆီးတစ်ခုဖြစ်လာမှာပါဒီကျွန်းနေရာမာရီနာရဲ့အရှေ့ဘက်ကနေတာနာမဲရာအထိစံတန်းသွားမှာဖြစ်ပြီးစင်ကာပူရဲ့အရှေ့ဘက်ကန်ကုန်တဲ့တစ်ခုလုံးကိုပြောင်းလဲပြစ်မှာဖြစ်ပါတယ်ဒါတွေမကားသေးပါဘူးသူတို့တွေဟာပင်လယ်ကိုပြန်လည်ယုံနေမှာပဲကုန်းလင်းနဲ့လူလုံးကျုံးနေကြပါရေပြင်အစ်စ်ကိုဖန်တီးခြင်းအပြင်ကန်ယိုရန်ကိုလုံးဝပြောင်းလဲပြပါပါ ဒီပိတ်ထားတဲ့ရေမြာနောက်ဆုံးမှာစင်ကာပူရဲ့16ခုမြောက်ရေကြောတူလောင်ကန်ဖြစ်လာပြီးနိုင်ငံရဲ့ရေအရင်းမြစ်လုံခြုံရေးကိုပုံမအားကောင်းလာစေမှာပါရေလုံခြုံရေးဟာအမြဲတမ်းနိုင်ငံရဲ့ဦးစားပေးကိစ္စတစ်ခုဖြစ်တဲ့နိုင်ငံအတွက်ကတော့ဒါဟာအင်မတန်အကျိုးရှိတဲ့အချက်တစ်ခုပါပဲနောက်ပြီးလောင်အိုင်စလန်ဟာသမုဒ္ဒရာရဲ့နိုင်လုံးတွေကိုကာကွယ်ဖို့တိစောက်ထားတဲ့အကာရံတစ်ခုဆိုတာထက်ပိုပါတယ်ဒါဟာစင်ကာပူရဲ့မြို့ပြကိုတိုးချဲ့ဖို့အတွက်ရည်ရွယ်ထားတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်ပြီးလူနေအိမ်တွေစီးပွားရေးအဆောက်အအုံတွေဥယျာဉ်တွေစသဖြင့်ပါဝင်လာပါပါ ရှင်းရှင်းပြောရမယ်ဆိုရင်ရာသီဥတုပြောင်းလဲမှုကနေစင်ကာပူကိုကာကွယ်ပေးတဲ့အပြင်စီးပွားရေးနဲ့အပန်းဖြေဖို့အတွက်အခွင့်အလမ်းတစ်တည်းကိုလည်းဖန်ပြီးပေးမဲ့ဘတ်ဆောင်သောအကာအကွယ်တစ်ခုလို့ဆိုလိုက်ပါရစ်။ဒီမြောင်မန်းကျအမေရိကန်ဖြစ်လာစေဖို့အတွက်မြေဖို့ချင်းလုပ်ငန်းမှာအဆင့်မြင့်ဆုံးအင်ဂျင်နီယာနှီးပညာတွေကိုအသုံးပြုဖို့လိုအပ်ပါရစ်။စင်ကာပူဟာတဲသန်းပေါင်းများစွာကိုပင်လယ်ထဲစွန့်ပစ်ဖို့အစီအစဉ်မရှိပါဘူး။အဲဒီအစားပေါဝင်ချင်းကိုထိခိုက်မှုအနည်းဆုံးနဲ့ပိုပြီးထိရောက်တဲ့နည်းလမ်းဖြစ်တဲ့ကိုင်ဆန်နှီးပညာကိုအသုံးပြုမှာပါ။ကိုင်ဆန်ဆိုတာကတော့မြေဖို့ချင်းစီမံကိန်းတွေအတွက်အုတ်မြစ်အဖြစ်အသုံးပြုတဲ့ကွန်ကရစ်တီဆောက်ပုံပါပဲ။ အတွင်းပိုင်းမှာတော့ဟာလာဟင်းလင်းဗလာချင်းဖြစ်နေပါပါတဲတွေကိုပင်လယ်ထဲစွန့်ပစ်ပြီးမြေအသစ်ဖန်ရင်းမဲ့အစားကြိုတင်ထုတ်လုပ်ထားတဲ့ကိုင်းစံတွေကိုပင်လယ်ကျမ်းပြင်ပေါ်မှာတိုက်ရိုက်ချတာပြီးကျွန်းနေရဲ့အခြေခံအုံမြင့်အဖြစ်တည်ဆောက်ပါပါလောင်အိုင်စလန်အတွက်အသုံးပြုမဲ့ကိုင်းစံတစ်ခုစီဟာအလျား50မီတာအကျဉ်50မီတာရှိပြီးအလွန်ခိုင်ခန့်တဲ့ကွန်ကရစ်နဲ့ပြုလုပ်ထားပါပါဒီတည်ဆောက်ပုံတွေကိုကုန်းပေါ်မှာတည်ဆောက်ပြီးမှပင်လယ်ထဲကိုဆွဲယူသွားမှာပါနေရာတခြားရောက်တဲ့အခါတင်းငိမ့်နဲ့ပင်လယ်ကျမ်းပြင်ပေါ်ကိုဂယူးတိုက်ချတာပြီးကျွန်းအသစ်တွေရဲ့အပြင်ဘက်နေရာနေဖြင့်တည်ဆောက်သွားပါပါ ဒီလုပ်ငန်းစဉ်အတွက်ကိုင်းစံအခု200လောက်လိုအပ်ပြီးတပတ်ကို၄ခုလုံးနဲ့ထုတ်လုပ်သွားမယ်ဆိုရင်လိုအပ်တဲ့အရေးအတွက်ကိုထုတ်လုပ်ဖို့အနည်းဆုံးရတနာပတ်90လောက်ကြာမြင့်ပါပါခြားထားပြီးတဲ့အခါမှာတော့ကြောင်းစနေတဲ့ဒါမှမဟုတ်ရေလိုမျိုးတည်ငြိမ်စေမဲ့ PC တွေနဲ့အတွင်းပိုင်းကိုဖြည့်သွင်းသွားမှာပါအချိန်ကြာလာတဲ့အများကိုင်းစံရဲ့အတွင်းပိုင်းနဲ့ဂျားရဲကနေရာတွေကိုအင်ဂျင်နီယာနေပညာနဲ့ပြုပြင်ထားတဲ့ပစ္စည်းတွေနဲ့ပြန်လည်ဖြည့်တင်ပြီးခိုင်မာတဲ့မြေပြင်ဖန်တီးသွားမှာပဲဖြစ်ပါတယ်ဒီကိုင်းစံနေရာနှစ်ပေါင်း150လောက်ဒီခန်းတိုင်းရှိနေမှာပါ အကောင်းဆုံးချက်ကတော့ဒီကိုင်းစံနေရာတစ်ခုနဲ့တစ်ခုဆက်ဆက်တည်ဆောက်ထားတာကြောင့်နောက်ပိုင်းမှာကျွန်းတစ်ခုလုံးကိုမထိခိုက်စေပဲအစားထိုးတာဒါမှမဟုတ်အဆင့်မြင့်တင်တာတွေလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်အဲ့ခါကျရင်150တက်ပိုခံနိုင်အောင်လုပ်လို့ရပါပြီဒီလောက်ကြီးမားတဲ့စီမံကိန်းတစ်ခုအတွက်ကုန်ကျစရိတ်ကလည်းအင်မတန်များပြားမှာအမှန်ပါပဲစင်ကာပူဆိုရရဲ့ခံမှန်းချက်အရလာမယ့်ရာစုနှစ်တစ်ခုအတွင်းပင်လယ်မြေနဲ့ပြည်မင်းတက်လာမှုကိုတိုက်ဖျက်ဖို့အတွက်အနည်းဆုံးဒေါ်လာဘီလီယံ100လောက်ကုန်ကျနိုင်တယ်လို့ဆိုပါတယ်လာအစ်စလန်စီမံကိန်းဟာအဲ့ဒီရင်းနှီးမြှုပ်နှံမှုရဲ့အဓိကအစိပ်ပိုင်းတစ်ခုဖြစ်တာကိုမျှော်လင့်ရပါတယ် လူလုံကျွန်းသုံးခုတိဆောက်ခြင်းကြီးမားတဲ့ဒီရေတကားတွေတက်ဆင်ရင်ရေလောင်ကန်တွေတိဆောက်ခြင်းနဲ့မြေပေါ်ထားတဲ့မြေပေါ်မှာမြို့ပြဒေသတခုလုံးကိုတိဆောက်ခြင်းဟာမကြုံစမှုတဲ့ရင်းမြစ်တွေလုံသားအင်ရတဲ့နှီးပညာတွေလိုအပ်မှာတည်ချပါရင်ဒါပေမဲ့ကုန်ကြားစိတ်ဟာငွေကြေးတခုနဲ့တိုင်းတာလို့မရပါဘူးပအဝင်ချင်းဆိုင်ရာစိုးရင်ပူပန်မှုတွေလည်းရှိနေပါတယ်ဒါကြောင့်ဒီစီမံကိန်းဟာရေရှည်အတွက်အကောင်းဆုံးဖြေရှင်းနေဟုတ်မဟုတ်ဆိုတာနဲ့ပတ်သက်ပြီးပြင်းထန်တဲ့အငင်းခုံတွေလည်းဖြစ်ပေါ်နေတာပါစီကောမှာမြေပေါ်ချင်းရဲ့တမိုင်းချောင်းရှိပေမဲ့ပအဝင်ချင်းဆိုင်ရာထိခိုက်မှုတွေလည်းရှိခဲ့ပါတယ် နိုင်ငံရဲ့တာနာကြောက်တန်း60ရာခိုင်နှုန်းလောက်ဟာအရင်ကဖိုးခဲ့တဲ့စီမံကိန်းတွေကြောင့်ပင်လယ်ရေအောက်ခရီးစနစ်ပျက်စီးခဲ့ပြီးပါပြီ။တိမ်မပညာရှင်တွေက Long Island ဟာဒီပျက်စီးမှုကိုပို့ပြီးအချိန်မြင့်စေတိုင်းကပင်လယ်တွေကသတ္တဝါမျိုးစုံ၊ကံယူလန်၅လုံငန်းနဲ့ရေအောက်နေထိုင်ရာတွေကိုထိခိုက်စေနိုင်တယ်လို့ဆိုရင်နေကြပါရင်တချို့ပါဝင်ချင်းထင်းသိမ်းအဖွဲ့အစည်းတွေကတော့ကြီးမားတဲ့မြေပိုချင်းဟာခရီးစနစ်ကိုပျက်စီးစေရုံသာမကပင်လယ်ချမ်းပြင်အနယ်အနှစ်တီထဲမှာတူတောင်ထားတဲ့ကာဗွန်တွေကိုထုတ်လုပ်ခြင်းအပြင်ရာသီဥတုပြောင်းလဲမှုကိုလည်းအားပေးကူညီရာရောက်တယ်လို့ဆိုပါရင် ဝေဖန်သူတွေကတော့လောင်အိုင်စလန်ဟာရေရှည်အတွက်အဖြစ်တစ်ခုဖြစ်နိုင်မလားဒါမှမဟုတ်ယာယီပြင်ဆင်မှုတစ်ခုပဲဖြစ်လာမလားဆိုတာကတော့မေးခွန်းထုတ်နေကြပါရင်ယာယီအမှုဆိုင်ရာခံမှန်းချက်အရ2100ပြည့်နှစ်မှာကမ္ဘာပင်လယ်ရေမျက်နှာပင်ဟာ1မီတာအထိမြင့်တက်လာနိုင်ပါတယ်ဒါပေမဲ့အနက်တီကတိုက်နဲ့ဂရင်းလန်ကျွန်းကရေခဲလှော်တွေဟာခံမှန်းတာထက်ပိုပြီးတော့မြေမြေအေးပြောမယ်ဆိုရင်ဒီခံမှန်းချက်တွေဟာပိုစောပြီးဖြစ်နိုင်ပါတယ်ပင်လယ်ရေမျက်နှာပင်ဟာခံမှန်းထားတာထက်ပိုပြီး မြန်မြန်အမြင့်တက်လာမယ်ဆိုရင်စင်ကာပူလည်းမလွယ်လာပါဘူး။နောက်ပြီးလောင်အိုင်စလန်ဟာချက်ချင်းပေါ်လာမှလည်းမဟုတ်သေးပါဘူး။ဒီစီမံကိန်းဟာဆယ်စုနှစ်ပေါင်းများစွာကြာမြင့်မှာဖြစ်ပြီးဖြစ်နိုင်ခြေကုန်ကြားစိမ့်နဲ့ပေါဝင်ချင်ဆိုင်ရာထည့်သွင်းစဉ်းစားမှုတွေကိုချိန်ညှိပြီးအဆင့်ဆင့်ဂီယိုဒက်ဆိုင်အစီအစဉ်ဆောင်ရွက်သွားမှာပါ။ပထမဆုံးအဓိကအခြေလမ်းအနေနဲ့2024ခုနှစ်ကနေ2029ခုနှစ်တွင်စင်ကာပူဟာအခြေခြေပြပြန်လေးလာဆန်းစစ်မှုတွေလှုပ်ဆောင်မှုရှိနေပါတယ်။ဒါတွေထဲမှာအင်ဂျင်နီယာဆိုင်ရာအကဲဖြတ်မှုတွေပေါဝင်ချင်ဆိုင်ရာတည်ရောက်မှုအကဲဖြတ်မှုတွေနဲ့ရှေ့ဆက်သွားဖို့အကောင်းဆုံးနည်းလမ်းကိုဆုံးဖြတ်နိုင်ဖို့လူလူနဲ့ဆွေးနွေးသွားအောင်ပါပါ။ အရာအလုံးအစီအစဉ်အတိုင်းဖြစ်သွားမယ်ဆိုရင်တကယ့်တည်ဆောက်မှုလုပ်ငန်းတွေဟာ2030ပြည့်နှစ်မှာစတင်မှာဖြစ်ပြီးနောက်ထပ်နှစ်30ကနေ30အတွင်းအစဉ်အဆက်လှုပ်ဆောင်သွားမှာပါ။နောက်ပြီးဒီစီမံကိန်းရဲ့ကြီးမားတဲ့အတိုင်းအတာကြောင့် Lion Island နဲ့မတူညီတဲ့အစီအပိုင်းတွေဟာရန်ကုန်မြေရရှိမှုပေါဝင်ချင်းဆိုင်ရာခွင့်ပြုချက်နဲ့အင်ဂျင်နီယာဆိုင်ရာတိုးတက်မှုတွေပေါ်မူတည်ပြီးမတူညီတဲ့အခြေအနေမှာပုံပေါ်လာပါပါ။ Lion Island ရဲ့လုပ်ငန်းအလုံး PC ကို2050ပြည့်နှစ်ထက်ကျော်လွန်သွားနိုင်ပြီးအပြည့်အဝလည်ပတ်နိုင်မှု290အထိကြာမြင့်နိုင်ပါတယ်။ ဝင်းကြီးချုပ်လီရှန်လုံးကတော့ဒါဟာနိုင်ငံအတွက်အသေးရှင်ကိစ္စတစ်ခုဖြစ်ပြီးနိုင်ငံတော်ကာကွယ်ရေးနဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာကာကွယ်ရေးတွေဟာအတူတူပဲလို့ရှင်းရှင်းလင်းလင်းပြောကြားထားပါတယ်။အောင်မြင်စွာပေးစည်းသွားမယ်ဆိုရင်လောင်အိုင်စလန်ဟာစင်ကာပူကိုကမ်းရိုးတန်းရေလွှမ်းမှုမှုကနေကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့အင်ယာနဲ့စီးပွားရေးလုပ်ငန်းတွေအတွက်မြေအစ်စ်တွေပေးဆွနိုင်ပြီးနိုင်ငံရဲ့ရေရရှိမှုကိုအားကောင်းလာစေမယ့်အဓိကရေလောင်ကန်အစ်စ်တစ်ခုလည်းဖိလာမှာပါ။ဒါပေမဲ့အချိန်တွေကသူ့တော်အတိုင်းမြေမလားသွားနေတာဖြစ်ပါရင်ဒီသေးငယ်တဲ့နိုင်ငံဟာသမုဒ္ဒရာကြီးကြောင့်ပဲအကျိုးတွေအများကြီးရှိခဲ့တာပါ အခုတော့ဒီသမုဒ္ဒရာကြီးကပြန်ချင်းချောက်တာကိုခံနေရပါတယ်စင်ကာပူဟာသမုဒ္ဒရာကြီးကိုအန်တူးဖို့ကျွန်းခံတက်ကြီးကိုအချိန်မီတည်ဆောက်နိုင်ပါမလားလူသားတို့ရဲ့အင်ဂျင်နီယာပညာဟာတဘာဝရဲ့မဆုံးမနစ်တဲ့အင်အားကိုအနိုင်ယူနိုင်ပါမလားဒီအဖြစ်အားလာမယ့်ဆယ်စုနှစ်တွေအတွင်းတွေးလာရမှာဖြစ်ကြောင်းဝေမျှလိုက်ရင်ဒီဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ရပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ